မင်္ဂလာပါကျွန်တော်ရဲ့ဒီ Shinoh user တွေအမေးများရဲ့မေးခွန်းတွေကို customer တွေအစားကျွန်တော်ကကျွန်တော်ရဲ့ customer service team ကိုပြန်ပြီးတော့မေးပေးမှာဖြစ်ပါတယ်ပထမဆုံးမေးခွန်းအနေနဲ့ဒီ user တွေအမေးများရဲ့မေးခွန်းပေါ့လေဒီ app ကိုဘယ်လိုတော့ရမလဲ ဘယ်လို login ဝင်ရမလဲဆိုတဲ့မေးခွန်းပါဆိုတော့အမတို့ချင်တာဖေးပါအောင် Okay အမတို့ရှင်လုံး application ကို login ဝင်မယ်ဆိုရင်ပြည်တွင်းရရောပြည်ပရောဝင်လို့ရတယ်ပေါ့နော် overseas ရောက်နေတဲ့နိုင်ငံခြားရောက်နေတဲ့သူတွေလည်းအကောင့်ဖွင့်လို့ရတယ်ပြည်တွင်းရနေဆိုရင်တော့ဖုန်းနံပါတ်နဲ့ဖွင့်လို့ရတယ်အဲ့တော့ပြည်ပမှာဖုန်းနံပါတ်နဲ့ဖွင့်လို့မရဘူးဆိုတော့ဘယ်လိုဖွင့်ရမလဲဆိုရင် Gmail တို့ Apple ID တို့နဲ့ဖွင့်လို့ရတယ်အဲ့တော့အမအခုအစမ်းလေးဖွင့်ပြပေးမယ်နော်ဟုတ်အရင်ဆုံးအမတို့ရှင်လုံး application နဲ့ဝင်လိုက်မယ်ဝင်လိုက်ပြီဆိုရင်ဒီလိုလေးပေါ်လာမှာ အဲ့လိုပေါ်လာပြီဆိုရင်ဒီမှာအချက်၃ချက်ပြထားတယ်ပေါ့နော်ဖုန်းနံပါတ်ဖြင့်ရှေ့ဆက်မယ်ဖြည့်မယ် Google ဖြင့်ရှေ့ဆက်မယ်ပြီးရင် Apple ဖြင့်ရှေ့ဆက်မယ်ဆိုပြီးတော့၃မျိုးပါလာတယ်အဲ့မှာဆိုရင်အမားတို့ပြည်တွင်းမှာနေတဲ့သူတော်တော်များတော့ဖုန်းနံပါတ်ကိုရှေ့ဆက်မယ်ဆိုပြီးတော့နှိပ်သွားကြတယ်ဖုန်းနံပါတ် ရိုက်ထည့်လိုက်ရိုက်ပြီးသွားရင် OTP ကြလာလိမ့်မယ်ပြီးရင်တော့ဒီ registration အတွက်ချက်လက်လေးဖြည့်ရတာရှိတယ်အဲ့လိုအချက်လက်ဖြည့်ပြီးသွားပြီဆိုရင်တော့ဒီ free account ကတော့ပွင့်သွားပြီ အဲ့တော့ပြည်တွင်းကသူရဲ့အနေနဲ့ကကြတော့လေလေကူကူနဲ့အကောင့်ဖွင့်လို့ရတယ်ဖုန်းနံပါတ်ရှိရမယ်ပေါ့နော်ဒါပြီးရင်ဖုန်းထဲကိုပေါ့နော်ဒီ OTP ကြဖို့အတွက်လည်းဖုန်း line ရှိမှရမှာပါအဲ့တော့နောက်တစ်ခုအနေနဲ့ကကြတော့ Google ဖြင့်ရှေ့ဆက်မယ်ဆိုပြီးတော့အကောင့်ဖွင့်တာလေးကိုပြပြပေးသွားမယ် Google ဖြင့်ရှေ့ဆက်မယ်ဆိုတာကကြတော့အများသောအားဖြင့်ကဒီပြပသူတွေကအသုံးပြကြတာများတယ်သူတို့ကဒီနိုင်ငံသားမှာဆိုတော့ဖုန်းနံပါတ်ကိုလည်း OTP မကြဘူးအဲ့အတွက်ကြောင့်ဒီ Google ဖြင့်ရှေ့ဆက်မယ်ဆိုတာလေးကိုအလဲရဟာလေးပေါ့နော်အဲ့ဒီဥစ္စာလေးကိုနှိပ်ပြီးတော့အကောင့်ဖွင့်သွားလို့ရတယ် င်ဆုံးအဲ့ Google ဖြင့်ရှေ့ဆက်မယ်ဆိုတာလေးကိုနှိပ်လိုက်ပြီးရင်ဒီမှာကိုယ့်ရဲ့ဖုန်းထဲမှာ login ဝင်ထားတဲ့ Google account ကိုပေါ်လာလိုက်မယ်အဲ့ဒီမှာကိုအကောင့်ဖွင့်ကျင်တယ်ဒီ Gmail တစ်ခုကိုရွေးချယ်လိုက်ပါအဲဒီမှာအညိုကတော့အညိုရဲ့အကောင့်ပဲရွေးချယ်လိုက်မယ်နော်လိုအပ်တဲ့အချက်အလက်လေးဖြည့်ပြီးသွားပြီဆိုရင်သူ့ရဲ့အကောင့်ကတော့ကွင့်သွားပြီ အဲ့တော့များသောအားဖြင့်ကဘယ်လိုမျိုးခက်ခဲဖြစ်ကြလဲဆိုရင်ပြပသူတွေကဒီလိုဖုန်းနံပါတ်နဲ့ဖွင့်ကျင်တာရှိကြတယ်ပေါ့နော်။ဒါပေမဲ့အဲ့လိုမျိုးဆိုရင်တော့ဖွင့်လို့မရဘူး။ပြပသူတွေဆိုရင်တော့ Gmail ဒါမှမဟုတ် Apple ID ပေါ့နော် iOS user ဆိုရင်တော့ Apple ID ကနေတစ်ဆင့်ဖွင့်လိုက်လို့ရပါတယ်။ Apple ID နဲ့ဖွင့်တာဆိုတာကလည်းအရင်မခက်ဘူး။ तू က Apple ဖြင့်ရှေ့ဆက်မယ်ဆိုတာလေးနှိပ်လိုက်နှိပ်ပြီးသွားပြီဆိုရင်ဒီမှာ login ဝင်ထားတဲ့ account ပေါ်လာလိမ့်မယ်။ Apple ID account ပေါ့နော်။အဲ့ဒီ Apple ID account ကို sign in ဝင်လိုက်ပြီးရင် face ID ပေါ့နော်။အညောကတော့ face ID ထည့်တာဆိုတော့ तू က face ID နဲ့တန်းပွင့်သွားတယ်။ ဲ့လိုမျိုးလေးအကောင့်ဖွင့်လို့ရပါတယ်